တမီးကစတဒန်ရောက်ပြီစတဒန် year 11ပေါ့စတဒန်ရောက်ပြီအဲတမီးကအဆိုတော်ဖြစ်နေတာသူကအရန်ဟို music နဲ့ပတ်သက်လို့အရန်ဟိုအားအားရှိတယ်အဲ့ဘက်မှာအားတန်တယ်ဗောလေအဲသူအဆိုတော်ဖြစ်နေတယ်အဲ့ဒီအတွက်တော့အဲသူတို့ဒီပညာရေးကိစ္စကဏ္ဍပြီးရင်ကျွန်တော်တို့အဲ့ဒီအတွက်သူ့အတွက်ပြင်ဆင်ပေးအောင်သူကလည်းအမှုပညာလမ်းကြောင်းပေါ်မှာသူရှိဖို့ရာဂိုင်တော့အများနေပြီဆိုတော့သူအဲ့လိုမျိုးပရိသတ်ရှိကိုအဲ့လိုတည့်ဝင်ထွက်လာတဲ့အခြေအနေတော့ပြည့်စက်ကြည့်ပါဘောလေ တမီးကစတဲ့တန်းရောက်ပြီစတဲ့တန်း year 11ပဲစတဲ့တန်းရောက်ပြီဟုတ်ကဲ့အဲ့တော့ तू ကဒီ music နဲ့ဆင်ကြတာပါလို့ရှိတယ်အဲ့တမီးကအဆိုတော်ဖြစ်နေတာ။ तू ကအရန်ဟို music နဲ့ပတ်သက်လို့အရန်ဟိုအာအာရှိတယ်အဲ့ဘက်မှာအာတန်တယ်ဗောလေ။အဲ့ तू အဆိုတော်ဖြစ်နေတယ်။အဲ့ဒီအတွက်တော့အဲသူတို့ဒီပညာရေးကိစ္စကဏ္ဍပြီးရင်ကျွန်တော်တို့အဲ့ဒီအတွက်သူ့အတွက်ပြင်ဆင်ပေးရအောင်။ဟုတ်ကဲ့။ဟုတ်တယ် तू စာရီအရန်များနေတဲ့အခြေဖြစ်နေတော့ငကိုရောနဲ့ကလည်းဟို ်ငယ်ငယ်လေးကိုကသူ့ privacy ကိုကိုကျန်းတို့ကနည်းနည်းတံမိုးထားပြီးရလေငယ်ကလေးပုံလေးတွေတင်မယ်ဆိုတော့သူ့ကို accept ဟိုဟိုဟာခွင့်တောင်းတယ်ခွင့်တောင်းပြီးမှတင်ဆိုမှတင်မှာဆိုတော့အဲ့ဒါအကြောင်းလည်းပါပါဦးခွင့်မပေးတာတဲ့ဟိုသူ့ကိုယ်တိုင်ကိုကအဲ့လိုမျိုးစာနဲ့လုံမှန်းနေရတဲ့အခြေဖြစ်တယ်ပြီးတော့အဲ့လိုသူကနည်းနည်းလေးအရွယ်လေးရောက်လာတော့ဟိုမိဘနဲ့ကနည်းနည်းလေးသူ့အလုပ်သူ့စာအဲသူ့သူ့ရဲ့ personal နဲ့သူ့အနေနဲ့သူ့လေး private session လေးနေနေတဲ့ဟိုအကြတော့လေအဲ့လိုပါ မျိုးသမီးရဲ့ဂိုင်းလိုင်းတောက်ဆောက်ပြီးလုပ်ပေးနေတာပေါ့နော်အဲ့ပေါ့မိမိလည်းရှိရဲ့သူ့အဖွာပေါ့နော်ကျွန်တော်အမိလည်းရှိတယ်ဟိုဟာအမျိုးသမီးလည်းရှိရဲ့ဆိုတော့သူကအမိနဲ့အဖွာရဲ့ဂိုင်းလိုင်းပေါ်မှာပဲရှိနေတာပေါ့အဲအဲ့ဒါတော့သူဟာပေါ့နော်သူကလည်းအမှုပညာလမ်းကြောင်းပေါ်မှာသူရှိဖို့ရာဂိုင်းတော့အများနေပြီဆိုတော့သူအဲ့လိုမျိုးပရိသတ်ရှိကိုအဲ့လိုတည့်ဝင်ထွက်လာတဲ့အခြေအနေတော့ပြည့်စက်တူမှာပေါ့လေ ုသမီးပဲကြောတယ်ပြောပါဘော။ဟုတ်ပြီတော့ပြီကြောရယ်။အရာရတိုင်းပါတာပေါ့လေအเจ้าရမျိုးစုံသွားတာပေါ့ကျွန်တော်တို့အသက်ရွယ်ရရောဖြတ်တန်းလာတဲ့ဟို live timeline အရာရောပေါ့လေပြီးတော့လေကျွန်တော်တို့ရဲ့ဟိုဒီပတ်ဝန်းကျင်ကျွန်တော်တို့မိသားစုအဲ့လိုအချင်းဒီအရာရတိုင်းကပြောင်းလဲသွားတာပေါ့လေအဓိကတော့ကျွန်တော်ရဲ့ဒီဟို character ပြောင်းလဲမှုကအခုလိုအသက်ရွယ်အချိန်ကာလပြီးလို့ရှိရင်မိသားစုပဝင်းကျင်ဒါဒါမျိုးတွေပေါ်မူတည်ပြီးပြောင်းလာတော့ ဒီလူပြင်နေတာဘယ်လိုအရန်တော့လူတော့မလူပါဘူးဇရာတော့ရှိတာပေါ့လေဒါပေမဲ့လေကျွန်တော်တို့ကအရန်ဟိုဘယ်လိုကောင်းလဲစိတ်ကအမြဲတမ်းကကျွန်တော်တို့ကဟိုစိတ်ကိုရွှင်နေအောင်ပဲထားတာပေါ့နော်ပူလောင်တာတွေတော့ဟိုလူသားတိုင်းမှာတော့ရှိကြတာပေါ့လေဒါပေမဲ့လေအဲ့ပူလောင်တာကိုအကြာကြီးရင်ထဲမှာ accept လုပ်မထားဘူးပေါ့အဲ့အားလေးကိုပျော်ရွှင်မှုအဲအေးချမ်းမှုအဲ့လိုမျိုးအဲ့အားလေးနဲ့ကျွန်တော်တို့ကပြန်ပြီးတော့ဖြေလျှော့လိုက်တော့ စိတ်ပြုံကိုလူတယ်ဆိုစကားတိုင်းဖြစ်ကောင်းဖြစ်မှာပါအဲ့လိုပျော့ပျော့နေတာလေးရလေကျွန်တော်ရဲ့ဟိုဟိုဘယ်လိုကောင်းမလဲဘဝအတွက်အထောက်အကူပြုနေရလေအဲ့ပေါ့အဲကျွန်တော်က effort တော်တော်လေးအားနေတယ်ဗျစီးပွားရေးလုပ်မယ်ဆိုရက်အပေါ်မှာလဲကျွန်တော်ကအဲ့လိုအဲ့တစ်ခုကိုစဉ်းစားလိုက်ပြီဆိုရင်ကျွန်တော်ကအဲ့လိုဖန်တီးမှုဟိုဟိုအခြေခံပြီးစဉ်းစားရဗျစီးပွားရေးအဲ့လိုဘယ်လိုကောင်းမလဲ အတအမြင်ကြီးနဲ့ vision ကြီးနဲ့ကျွန်တော်ကကြည့်လိုက်တာမဟုတ်ဘူးကျွန်တော်တခုလို့ပဲ coffee san ဆိုလဲအဲ့ coffee လေးဆိုရင်အဲကျွန်တော်ကထုတ်ပိုးမှုလေးဘယ်လိုလုပ်မလဲအဲရောက်လူတွေရဲ့စားသုံးသူလက်ထဲရောက်သွားလို့ဆိုရင်ဒီအထုတ်လေးကိုကြည့်ပြီးသူတို့ဘယ်လိုခံစားမလဲကိုကျွန်တော်ကစပြီးတော့စဉ်းစားတာအဲနောက်ပိုင်းမှာကျွန်တော်အထက်ကကျွန်တော်ထုတ်ထည့်မဲ့ product ပေါ့ coffee ဆိုလဲ coffee ကိုသူတို့တောက်လိုက်တဲ့ချိန်မှာသူများရတာလည်းမတူဘဲနဲ့တောက်လိုက်လို့ရှိရင်သူတို့ကဟိုပေါ့အထီးကျန်နေတာလေးပျောက်သွားမလားအဲစိတ်ကူးလေးတွေများပို့ထွက်သွားမလားအဲ့လိုမျိုးကျွန်တော်ကအဲ့လို အဲကအသေးစိတ်ပဲဆိုတာလေအမှုပညာစံတဲ့ဟိုအုံနောက်တွေနဲ့သွားစဉ်းစားတော့တခါလေး business တခုလုပ်မယ်ဆိုလို့ရှိရင်အဲ့ဒါကြီးကတခါလေးကြာရင်ဟို business အမြင်နဲ့ကြည့်ရင်အပူစားသားတွေဖြစ်နေတာကြာသီလားအဲ့တော့ရှေ့သိမ့်မရောက်ဘူးပေါ့လေအဲအဲ့အဲ့မျိုးလေးတွေတော့ရှိတာပေါ့အဲ့တော့ဟိုစီးပွားရေးလုပ်မယ်ဆိုရင်တော့ကျွန်တော်အများကြီးလေးလာတင်ယူအောင်မယ်အခု ठी လေဘာမှဟိုသူတို့တူတူမသိသေးဘူးကောက်ဇံပိတ်ထားပိတ်တယ်ပေါ့ဘယ်လိုခေါ်မလဲဥစည်းနိုင်ပေါ့